ေစုတရားအကြီးမားဆုံးပုဂ္ဂိုလ်၃ဦးဘုရားမြတ်စွာကရွေးချယ်ပြထားတဲ့ပုဂ္ဂိုလ်၃ဦးပဲလူတိုင်းလူတိုင်းမှာမိမိတို့အပေါ်မှာတစုံတစ်ယောက်ကကုညီဆောင်လျှောက်ဖို့လို့သို့မဟုတ်လောကရေးဓမ္မရေးသင်ကြားပြသဖို့လို့ခြေစူးရှိတဲ့ပုဂ္ဂိုလ် သောမဟုတ်တစ်စုံတစ်ခုကိုပေးကမ်းလို့ဆင်းရဲဒုက္ခကကယ်တင်ခဲ့လို့ကုညီဆောင်မခဲ့လို့ဆိုတဲ့အကြောင်းနေနဲ့ယေရှုရှုတဲ့ပုံကိုယ်ကြီးဆိုတာလောကမှာရှိတာပဲမှန်တာကတင်ညူလို့ဆိုတဲ့စကားမှာကတဆိုတာကိုယ့်အတွက်တဝိတယောက်ကလှုပ်ပေးတဲ့ဆောင်ရွက်လုပ်ကင်ပေးတဲ့ မိမိရဲ့အကျိုးအတွက်ဆောင်ရွက်လုပ်ကင်ပေးတဲ့အရာဆိုတာရှိတတ်တယ်။အဲ့ဒီရှိတာကို new ဆိုတာသိတတ်တယ်။သိလာတဲ့ပုဂ္ဂိုလ်မိမိဘဝတစုံတစ်ယောက်ကကျေးဇူးပြုတာကိုသိရှိနားလည်တဲ့ပုဂ္ဂိုလ်ရဲ့အတိမတ်ပြုတဲ့ပုဂ္ဂိုလ်ရဲ့ကျေးဇူးတုံ့ပြန်ပြီးတော့ပေးဆက်တတ်တဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်မျိုးကို ယဘုရရဲ့အဆုံးအမဩဝါဒမှာဆိုရင်တတပုရိတလူတော်လူကောင်းလို့တတ်မှတ်ပြီးဘာဖြစ်လို့လူတော်လူကောင်းတတ်မှတ်ရတယ်လဲလို့ဆိုလို့ရှိရင်လောကကြီးမှာကောင်းတဲ့လူနဲ့မကောင်းတဲ့လူကမကောင်းတဲ့လူကများတယ်မကောင်းတဲ့လူဆိုတာအခုလူတစ်စုံတစ်ယောက်ကမိမိပေါ်မှာ ကျေဇူးတရားရှိခဲ့ပြီမလို့အတိမတ်မပြုတ်ဘူးကျေဇူးတရားကိုခြေဖြတ်တယ်ကျေဇူးကမ်းတယ်ဆိုလို့ရှိရင်ဒါမမမကန်လောက်ရကြောင်အဲ့ဒီပုံကိုမျိုးကိုကျေဇူးကမ်းတဲ့ပုံကိုသူတော်ကောင်းမဟုတ်ဘူးလူတော်လူကောင်းစင်းထဲမှာမဝဲဘူးလူတော်လူကောင်းစင်းရင်ဆိုတာဘာပဲဖြစ်ဖြစ်ကိုယ်ပေါ်မှာတစုံတစ်ယောက်ကပြုလုပ်ခဲ့ဘူးတဲ့ကျေဇူးတရားကိုအတိမတ်ပြုပါမယ် အဲ့ဒီအတိမတ်ပြုတ်ခြင်းဟာသူတော်ကောင်းကြီးရဲ့ပြင်ပြင်လက္ခဏာတစ်ခုပဲဒီလိုအတိမတ်ပြုတ်တဲ့ပုဂ္ဂိုလ်ဟာသူတော်ကောင်းစည်ရင်ဝင်လူတော်လူကောင်းစည်ရင်ဝင်လူလောကမှာလူလူတည်တဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောကြမှာပေါ့နော်ဒါတစ်ပိုင်းကကတိညူကျေစုတရားဆိုတာသိတယ် ကတဝေဒီဆိုတာကြတော့ခြေစူးတရားကိုပေးဆက်တိတယ်ဆိုတဲ့နေရာမှာတိချောင်းထုတ်ဖို့ပြတယ်ဒါကိုပြောတာအဲ့တော့ခြေစူးတရားကိုအတိမတ်ပြုခြင်းအတိမတ်ပြုတဲ့အတိုင်းထုတ်ဖို့ခြင်းလို့ဆိုတယ်ဒီဘဝတရားတန်ခုကသူတော်ကောင်းတွေရဲ့တဏ္ဍမာတာကိန့်ဝတ်တဲ့တရားဖြစ်လို့ဒီရည်သွေးနှစ်ခု ကိဝတ်တည်ရှိနေတဲ့ပုဂ္ဂိုလ်ပဲလောကမှာသူတော်ကောင်းလို့သတ်မှတ်တယ်။ယေရှုတရားသိတဲ့နေရာမှာတော့မြတ်စွာဘုရားဟာထိတ်တန့်ပုဂ္ဂိုလ်ပဲဖြစ်တယ်။ယေရှုတရားဆိုအတိမတ်တရှိတတ္တဝါတွေမကဘူးသက်မဲ့တွေတောင်းမှပဲမြတ်စွာဘုရားယေရှုတရားကိုအတိမတ်ပြုတယ်ဆိုတာဒီဟောထားတာရှိတယ်။ အားလုံးဘုရင်ဖတ်ဖူးတဲ့ပုဂ္ဂိုလ်တိုင်းကြည့်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောရပြင်အောင်မှာထူးခြားတဲ့အသိဉာဏ်ကိုရပြီဖရာဖြစ်သူရောက်တယ်ရောက်ပြီးတဲ့နောက်မှာခொနည်းတိတိမိမိရရှိထားတဲ့ထူးခြားတဲ့တရားဓမ္မရဲ့အရသာจิตနဲ့အာရစွာစိတ်ထဲမှာจิตနုဝန္တာစွာနဲ့ ဝိမု ക്തി ဒုက္ခဆိုတာခံစားပြီး9ရက်နေ9ရက်နေပြီးတဲ့နောက်မှာဘောရရဲ့အရှိတောင်တောင်ဘက်အရှိမြောက်ဘက်ခလန်းလန်းကနေပြီးတော့ကိုရမြတ်တရားဓမ္မကျင့်သုံးလို့တရားတရားမြတ်ရတဲ့နေရာလေးကိုမမိတ်သောမျက်စိဖြင့်ကြည့်ရှုပြီးဒီနေရာဒီဌာနဟာ ်ငါ့အဖို့မှာအထူးခြားဆုံးနေရာတစ်ခုဖြစ်တယ်။ခြေဆုတင်ရမယ့်နေရာမျိုးဆိုပြီးအတိမပြုတာ။ဒီနေရာမှာနေပြီးတရားလို့ရလို့နေရာကို တောင်းမှပဲအတိမပြုတယ်။လူလူဆိုရင်ဒါခြေဆုတင်တဲ့အခြေအနေကိုဖော်ပြတယ်။သူတို့ပြောတာနော်။